င်္ဂလာပါ။ရဟင်္ဂူရမေကြီးကအင်္ဂုတရဏိကေဧကကနိဗ္ဗာန်ပမာဒာတိဝတ်ပထမတုစသည်မှာမေးလျော့ရင်များစွာအကျိုးမဲ့ကိုဖြစ်တတ်ပါတယ်တဲ့။မမေးလျော့ရင်တော့များစွာအကျိုးရှိခြင်းကဖြစ်တတ်ပါတယ်တဲ့။နောက်ပြင်းရင်အကျိုးမဲ့တတ်ပါတယ်။ထက်တန်တော့လုံလောက်ဝရိယရှိရင်တော့ အကျိုးများစွာဖြစ်ထွန်းတတ်ပါတယ်တဲ့။နောက်အလိုကြီးလို့ရှိရင်အကျိုးမဲ့တတ်တယ်အလိုနည်းရင်အကျိုးများစွာဖြစ်ထွန်းတတ်ပါတယ်တဲ့။ရောက်ရဲလို့ရှိရင်အကျိုးများစွာဖြစ်ထွန်းတတ်တယ်။မရောက်ရဲရောက်ရဲမှုမရှိဘူးဆိုရင်အကျိုးမဲ့တတ်ပါတယ်တဲ့။နှလုံးသွင်းမှရင်အကျိုးမဲ့တတ်တယ်နှလုံးသွင်းမှလို့ရှိရင်များစွာအကျိုးဖြစ်ထွန်းတတ်ပါတယ်တဲ့။ကျမ်းမှာချမ်းသာကြပါစေ။